ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီဟိုအလင်းဝင်တဲ့ဆိုတဲ့သတင်းလေးကိုကျွန်တော်အပေါ့တင်ပြပေးမယ်ငါတို့ဘက်ကလင်းဝင်တာစိတ်ကောင်းတယ်တချို့ရေကျွန်တော်တို့ဘက်ကလင်းဝင်ပြီတဲ့ကျွန်တော်ဒီသတင်းကိုကျွန်တော်တို့ကနေကျွန်တော်တို့ပဲအားချာချောက်ကျွန်တော်ပြောလိုက်မယ်ကျွန်တော်မြမအတန်နဲ့မြောက်ဝတီမှာကျွန်တော်အတိအလင်းကိုခေါင်းစင်းပိုင်းသတင်းကိုကျွန်တော်ချိန်ညာပြီးတော့ကျွန်တော်ချင်းမုံသတင်းစာမှာဆလုံးမင်းနဲ့ကျွန်တော်တင်လိုက်မယ်စိတ်ကောင်းပါပြီစိတ်ကောင်းပါပြီစိတ်ကောင်းစိတ်ကောင်းတယ်လေငါတို့ဘက်ကဝင်အောင်လို့လေဘူပေါင်းကြီးကြီးရပါကျွန်တော်တို့ဘက်ကဝင်တာမဟုတ်ဘူး ကျွန်တော်တို့ဘက်ကလူကဟိုဘက်ကိုသွားဝင်လာ။အော်အစိုးစီးကပြောလေအဖေကြီးကျွန်တော်တို့ဘက်ကလူတွေဟိုဘက်ကိုရောက်သွားပြီ။အဲ့လိုတခါလေးပြောလေကွာ။ဟာငါအားရဝင်းတာနဲ့ကွာမင်းတို့ကလေကျွန်တော်ကလည်းဒါသတင်းကောင်းစင်လေးကိုပဲကျွန်တော်ပြောလာအလင်းဝင်သွားတယ်။ဘယ်ကနေဘလူဘသူကဘလူဝင်လဲဆိုတော့ကျွန်တော်ဖတ်ပြမယ်လေ။အဲ့ဒါအဘအဲ့လိုကျွန်တော်ဖတ်ပြတာကိုမဆောင်ဘဲနဲ့အဘအားနေအလင်းဝင်အဘတို့ရှိပဲဝင်နေထင်နေလို့လား။အဘဆူတောင်းမှာရအောင်ငါတို့ရွေးကောက်ပွဲကြီးလုပ်မယ်ဆိုတော့ဟာငါတို့ရွေးကောက်ပွဲကြီးလုပ်မယ်ဒီကလေးတွေကလည်းငါတို့သက်သက်တကူမှာငါတို့ ဒါမပေးဘူးသေးဘူးဒါ session နဲ့ငါတို့ပြည့်ပြီးငါတို့ဒီရွေးကောက်ပွဲမှာငါတို့မဲပေးမယ်ဆိုပြီးဝင်လာတယ်အောင်းမေးလို့ပေါ့အဲ့လိုဖြစ်ကျင်တော့ဒီအဘကျွန်တော်တို့ဒီမှာမြန်မာနိုင်ငံမှာလေဟိုဟာတနစ်ကို12လရှိရမလား12လရှိအဘတို့က73လလောက်စုတောင်းပါရမယ်73လလောက်စုတောင်းရမယ်ဒါတော့မှမပြက်ခွက်ကဘူးနော်နေတိုင်းနေတိုင်းစုတောင်းမှာတနစ်ကို365ရက်ကိုဟိုဘက်ကတလချီတာဟောဟဲ့အောင်ဒါလည်းမင်းပြောတာဗါလေငါတို့တသက်ဖဲ့နေတာပေါ့မင်းပြောပုံရဆိုငါတို့ရဲ့ဒီဥစ္စာချပါတီဟောပါဦးဒီဖိုင်ကျိုးပါတီကြီးကိုပြည်သူတွေကမနစ်မြိုဘူးဆိုတဲ့ပုံစံပေါ့အမှန် ယ်အရင်တော့ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပြိုင်မဲ့ဖြစ်တဲ့တဆညာပါတီကိုယွန်းတလုံးမျိုးဒါပဲအခုလေ NLD ပါတီကိုပြည်သူတွေကချစ်ပြီးတော့အခုငါတို့ရဲ့ပြီးခိုင်ခိုးပါတီဘာဘူးပြီးခိုင်ခိုးချစ်ပြီးခိုင်ခိုးပါတီကိုလူတွေကမုန်းနေဆိုတဲ့ဥစ္စာမင်းကပြောပြီဟုတ်တယ်ပါနော်အဲ့တော့ထားလိုက်ပါကျွန်တော်အခုဒီအလင်းဝင်နေဆိုတဲ့သတင်းလေးကိုပြောမယ်